ို့တော့ကျွန်တော်ကတော့ဆက်ရှင်နဲ့ပြည့်နေပြီဆိုတော့ဟိုကို့အထာနဲ့ကိုတော့နေကြည့်ချင်တယ်ကို့ကိုအမျိုး changes တွေလည်းဟိုဟာလုပ်ကြည့်ချင်တယ်အာပြီးတော့နဲ့လည်းကျွန်တော်လည်းဒီရိုက်ချင်တဲ့ရုပ်ရှင်ပေါ်မှာလည်းဒါလည်းတင်ဆက်ရတော့မှလို့လည်းမြင်ပါပါအဲ့ရဲ့ mindset ကိုလည်းတွင်းနေရအဲတန်ခေါမှာနေတဲ့ခါနဲ့ဒီရမြန်မာပြည်မှာနေတဲ့ခါနဲ့တော့မတူဘူးပေါ့။တန်ခေါမှာတော့ဒီကောင်တဲ့ချက်ရရှိတယ်။ အဲဒီမှာဒီမှာတော့သူ့မိတ်ဆွေတွေပို့ပြီးတော့ပေါ်ပါတော့ဆိုတော့ဟိုသူကတော့စိတ်ပိုင်းဆိုင်ရာတော့ဒီမှာတော့ပို့ပြီးတော့ပျော်ရွှင်ပါတယ်သူတို့ဆင်ပါတယ်ဟိုပို့ပြီးတော့ဟိုအကိုအမကိုနေရတယ်ဆိုတော့ဟိုပို့ပြီးတော့ကောင်းလာပါအပြင်ကတစ်ခါတည်းနေတော့မျိုးစိတ်ရှုတဲ့အချိန်ကြီးရရှိခဲ့ပေမဲ့ဒါကလည်းဘူးဘူးဆိုတော့ဖြစ်ပါလေဟိုကျွန်တော်လည်းဒီခြေတော့ ိုထောက်ရတဲ့ချိန်မှာလည်းတသားတော့ညီပါတသားတော့ညီပါတော့အိမ်မှာလည်းတသားချိန်မှာဆစ်ရှုတဲ့ချိန်မှာလည်းရှိခဲ့ရပဲဒါနဲ့အေးစိတ်ကတော့ခိုင်ပါပါလေဟိုဒီကလည်းကိုယ်စီအောင်ပါမှာပဲလေဟိုဆိုတော့အပေါ်ကတိရပါဒီကမလားရှိရဖြစ်ကြောက်ခဲ့ရတယ်ဆိုဒီဟာလေးအတွက်ကတော့ ပြည့်တဲ့ပြည့်စုံပါဒါတော့ဒီမောင်လေးကိုယုံကြည်စွာနဲ့တက်ကြွနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အမြဲတမ်းတော့စိတ်ပူပါလေ။ဟိုဒါမှန်တဲ့အဖေဘက်မှာလည်းကျွန်တော်တို့ဟိုတပည့်တယောက်ရှိတဲ့အတွက်လည်းအဖေတိတွေရောမိတ်ဆွေတွေရောအများကြီးမှာဒီဆက်ပြီးတဲ့အတွက်လည်းအယုံကြည်ပြီးတော့လည်း target လို့ရတဲ့ချိန်လေးရှိပါတယ်။ကျွန်တော်ကလည်းဟိုမျိုးနည်းနည်းလေးတော့အလုပ်ရောမိသားစုဘက်ကရော ဟိုညတ်တအောင်တော့တိုက်ပြီးညှိပြီးတော့လုပ်ရသေးတယ်ဘာလို့လဲကျွန်တော်လည်းလုပ်ရအများကြီးလဲဟိုကြံခဲ့တဲ့လူတွေရှိတော့တယ်ပြန်ရတဲ့အချိန်မှာလည်းနည်းနည်းရောစိတ်မကောင်းဖြစ်ခဲ့ပေမဲ့လည်းဟိုအလုပ်ကိုလည်းကျွန်တော်အရင်ဆက်ပြီးတော့လုပ်ရမှချင်းရှိတယ်။အခုလည်းပြန်ရောက်ပြီဆိုတော့အလုပ်ကလေးလုပ်ရတယ်အဖေကလည်းဆက်လုပ်ရဆိုတော့ဝမ်းသာပါတယ်။အော်တန်ကောက်မှာနေတဲ့ခါနဲ့ဒီရမြန်မာပြည်မှာနေတဲ့ခါနဲ့တော့မတူဘူး။ဟိုတန်ကောက်မှာတော့ဒီကောင်းတဲ့ချက်လည်းရှိတယ်။အဲမြန်မာပြည်မှာတော့သူ့မိတ်ဆွေတွေပို့ပြီးတော့ဟောတာပေါ့။ တော့ဟိုသူကတော့စိတ်ပိုင်းဆိုင်ရာတော့ဒီမှာပို့ပြီးတော့ပျော်ရွှင်ပါတယ်လို့ပြောချင်ပါတယ်ဟိုပို့ပြီးတော့ဟိုအေးကိုအိမ်မှာကိုနေရတယ်ဆိုတော့ဟိုပို့ပြီးတော့ကောင်းတာပါအပြင်ကတစ်ခါတည်းနေတော့မျိုးစိတ်ရှုတဲ့အချိန်ကြီးတော့ရှိခဲ့ပေမဲ့ဒါကလည်းဒီလိုဆိုတော့ဖြစ်ပါလေဟိုကျွန်တော်လည်းဒီခြေတော့ ဟိုထောက်ရတဲ့ချိန်မှာလည်းတလားတော့ဒီပါတလားတော့ဒီပါတော့အိမ်မှာလည်းဒီချိန်မှာဆစ်ရှုတဲ့ချိန်တွေရှိခဲ့ရပဲဒါပေမဲ့အေးစိတ်ကတော့ခိုင်မာပါလေဟိုသူကလည်းဦးစရာမှာမှာပဲလေဟိုဆိုတော့အပေါ်ကတည်ရမှာသူကမလားရှိရဲ့ဖြစ်ကြောက်ခဲ့ရတယ်ဆိုတော့ဒီဟာလေးအတွက်ကတော့သူ့တဲ့ PC ပါဒါတော့ဒီမနီကိုယုံကြည်စွာနဲ့တက်ကြောက်နိုင်လို့ကျွန်တော်ယုံကြည်ပါတယ်။ဟုတ်လက်ရှိကတော့ကျွန်တော် program တစ်ခုကို editing လုပ်နေရတယ်။နောက်လာဆိုရင်တော့ ကုန်လုံးကြီးစုကြီးစုလို့ရအောင်တော့ကြိုးစားနေပါတယ်။ဟိုပြီးွားရတဲ့ကျွန်တော်ဇလန်တွဲရောရုပ်ရှင်ရောမီနီစီရောရက်ကိုလည်းဟိုအစီအစဉ်တွေရှိပါတယ်။အခုတော့ကျွန်တော်ကတော့28နှစ်ပြည့်နေပြီဆိုတော့ဟိုကိုအထာနဲ့ကိုတော့နေကြည့်ချင်တယ်။ကိုကိုအမျိုး changes တွေလည်းဟိုဟာလုပ်ကြည့်ချင်တယ်။အာပြီးတော့နဲ့လည်းကျွန်တော်လည်းဒီရိုက်ချင်တဲ့ရုပ်ရှင်ပေါ်မှာလည်းဒါလည်းတင်ဆက်ရတော့မှလို့လည်းမြင်ပါပါအဲ့ရဲ့ mindset ကိုလည်းတွင်းနေရ ကျွန်တော်ကတော့ဘယ်တော့မှတော့မကျေနပ်ပါဘူးကျွန်တော်ကျွန်တော်ရဲ့ပြောခဲ့မှုရဲ့အခြေအနေကျွန်တော်ရဲ့အကြီးအမားဆုံးရည်ရွယ်ချက်ကကျွန်တော်ပဲကျွန်တော်အမြဲတမ်းပုံပေါ်လည်းပြည်တယ်ပုံပေါ်လည်းအမြဲတမ်းစိတ်ညစ်အောင်လည်းဟိုစိတ်စိတ်ကြီးခဲ့တဲ့ချိန်တွေလည်းရှိတယ်ဒါပေမဲ့ပုံပေါ်လည်းပြန်တွန်းပြီးတော့ကိုကိုချင်တာထက်ဆိုင်ရင်ပုံပြီးပုံကောင်းအောင်လည်းအမြဲတမ်းတွန်းတယ်ဒါဟိုမျိုး mental battle တွေအများကြီးတော့ရှိတာပေါ့ဒါပေမဲ့လည်းဟိုကြိုးစားရတယ် အခုလက်ရှိတော့ပုံပုံကျင်းနေတာဆိုတော့တဖြည်းဖြည်းနဲ့ပေါ့ဒါပေမဲ့ကိုစုချင်တဲ့အဆင့်ထိတော့မရောက်သေးတဲ့အတွက်တော့ဟိုအဲ့ထိမရောက်ခင်တော့ဘယ်တော့မှကျင်းနေမှာမဟုတ်ပါဘူးဒါကလည်းကျွန်တော်ကလည်းဥဆောင်ရတဲ့ rule တွေမှာအများကြီးပါဝင်လို့ဆိုတာမသိဘူးပုံပုံလည်းဟို နည်းနည်းလေးတော့ personality တွေပြောင်းလာတာရှိတယ်ကျော်တော့ပုံစံလေးရောပါလေးရောပါလေးဆိုနည်းနည်းလေးတော့ဟို public image လည်းနည်းနည်းလေးဖြစ်နေတဲ့အတွက်လည်းတစ်ခါလေတော့ပြီးဆက်ရတဲ့အချိန်တော့ဟိုရှိတယ်ပုံပုံလည်းဖြစ်ချင်တဲ့ပုံစံဟိုဖြစ်ချင်တဲ့ personality ရဲ့ရှိတာပေါ့အဲ့အပေါ်မှာလည်းထိနေပြီးရောလည်းကျွန်တော်ကြည့်တယ်မှာဆိုတာလေးရှိပါတယ်အာလုံးလေးရော social လေးရောတက်နေရတော့မြတ်တောင်းအောင်လုပ်ပါတယ်ဒါပေမဲ့နည်းနည်းအလုပ်တွေများနေတဲ့အတွက်တော့ ဟိုအလုပ်ကိုတော့ပို့ပြီးအယုံဆက်ဖြစ်တာကျွန်တော်ကတော့ဒီတိုင်းဖက်ကြော်နေတဲ့ပုံစံနဲ့ပဲဒီတိုင်းလိုပဲဖက်ကြော်နေတာပါကျွန်တော်လည်းလူတစ်ယောက်ပါပဲဆိုတော့လူတိုင်းရဲ့အခက်အခဲကလည်းကျွန်တော်လည်းရှိတယ်လူတိုင်းရဲ့ခံစားချက်ရဲ့ကျွန်တော်မှလည်းရှိတယ်ဒါကတော့ကျွန်တော်ကဘယ်လိုမျိုးခံစားနေရလဲဘယ်လိုမျိုးဖက်ကြော်နေလဲဆိုတာဒါကကျွန်တော်ရဲ့ private information တွေပါကျွန်တော်အမေရောကျွန်တော်အဖေရောတခုခုဖြစ်တယ်သူတို့အနေနဲ့ရင်ဖွင့်ပါတယ်တစ်ခါတည်းတည်းတော့ရင်မဖွင့်တဲ့အချိန်တွေရှိတယ် ်အဲဒါတော့အဖေအမေအာသမီတွေအတိုင်းအမျိုးတော့ရှိတာပေါ့ဒါမဲ့ဟိုအများဆုံးတော့ဟိုအရေးကြီးတဲ့ဟာတွေတော့ဖွင့်နေပြီးတော့ပြောပါတယ်ဟိုအသေးကွဲရာတွေတော့ဘာလို့တော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့လည်းဒါကတော့အမလို့ဆိုဒီအကိုတို့ရောတိမာပါကိုရဲ့အဆူဆုံးချိန်တော့ဗီဒီယိုစီကိုဆက်ပြေးပါတယ်ကိုမိပါစီလို့ပဲဆိုတော့တိတိုပဲအမေကိုအမေကိုတော့နည်းနည်းပို့ပြီးရင်ဖွင့်တာတော့ဟို ဟိုများပါတယ်ဒါပေမဲ့ဟိုတခြားဟာတွေပုံမှာလည်းရေးဖွင့်ရတယ်များပါတယ်ဟုတ်ကဲ့ကျွန်တော်လက်ရှိနောက်ပိုင်းမြို့ပညာရှင်အာမြို့ပညာတွေပုံမှာလည်းရှင်းစားပြပါတယ်အဒီပုံမှာလည်းမှာကြပြတယ်ကျွန်တော်ဘက်ကနေလည်းဟိုတူကောအတိပေးပါပါနောက်လာတွင်မှာလည်းကျွန်တော်ရန်ကိုရှင်းစားနေတဲ့ပုံဝင်တွေတူရှိပါတယ်ကြာခဲ့တဲ့ဒီနေ့တိမှာပါအဲ့ဒီပုံမှာလည်းကျွန်တော်တရှိအားပေးတော့ပါတယ်ပြောချင်ပါတယ်